informatic ဖြစ်တဲ့ design တွေကိုမိနစ်ပိုင်းအတွင်းမှာ Adobe ရော Canva မလို့ပဲ ਨੇ sorry ရအားလုံးလည်းမင်္ဂလာပါဆိုတော့ဒီနေ့ပြောပြနေမယ့်အကြောင်းကတော့ design နဲ့ပတ်သက်တယ်ပေါ့နော်ဆိုတော့ design မှာမှာကျွန်တော် informatic ဖြစ်တဲ့ design တွေဥမာပေးရမယ်ဆိုရင်မှာ LinkedIn မှာတင်တဲ့ design မျိုးပေါ့နော်ဆိုတော့ကျွန်တော် design တွေကိုဆွဲတဲ့အခါမှာကျွန်တော်ပြင်တော့ဆိုရင် Adobe ကိုတုံးနေတုံးနေမတုံးရင် Canva တုံးနေဆိုတော့အခုပြောပြပေးမယ့် tools က informatic ဖြစ်တဲ့ design တွေကို minute ပိုင်းအတွင်းမှာ Adobe ရော Canva မလို့ပဲ ਨੇ sorry ရဆိုတော့ ဒီတူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြီးခဲ့တဲ့နှစ်ကဗီဒီယိုတစ်ခုလုပ်ပွဲသူက single web page ရှင်နဲ့ presentation တွေကိုလည်းမိနစ်ပိုင်းတွေဖန်တီးလို့ရရပါတော့ဆိုတော့ TV ကြီးပေါ့ပင်ကြီးရနေလူတွေကိုကျွန်တော် comment မှာ link ချပေးထားမယ်ပေါ့နော်ဆိုတော့ဒီဥစ္စာလေး creative design တော့မဖြစ်ဘူးဒါပေမဲ့ informative ဖြစ်တဲ့ design ဘက်ကိုတွားရပေါ့နော်ကျွန်တော်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်တွားကြည့်ရအောင် Google ကနေတွားပြီးဒီ Karma AI ဆိုတာကိုဝင်လိုက်ပေါ့နော်ဝင်ပြီးတွားရင်ကျွန်တော်ဆက်ဆက်လာခြင်းကတော်တော်မျိုးပုံစံမျိုးတွေ့ရမယ်အမှ create new AI ဆိုတာကိုကျွန်တော်နှိပ်ရင် ဒီမှာအများကြီးကြလာရပေါ့နော်ရွေးရမယ်ဟာမှာ generate ကိုကျွန်တော်နှိပ်လိုက်နှိပ်လိုက်တဲ့အခါမှာကျွန်တော်ဒီမှာ presentation လုပ်ရှင်တဲ့လူတွေက presentation ဒါ web page ရှိမယ်ပြီးတော့ကျွန်တော် document ဆိုတာရှိမယ်ပြီးတော့ကျွန်တော်ဒီမှာကျွန်တော်အခုက social အတွက် design ဆိုတော့ဒီ social ထဲကိုဝင်လိုက်မယ်ပေါ့နော် so social မှာဆိုရင်ဆိုကျွန်တော်ဒီမှာဆိုရင်တစ်ခါနဲ့ design ဘယ်နဲ့ပုံဖန်တီးမလဲဆိုရဥစားကိုရွေးလို့ရတယ်ဆိုတော့ကျွန်တော် free လုပ်တဲ့လူတွေကတော့10ပုံထိဖန်တီးလို့ရရပေါ့နော်ထပ်ပြီးတော့ဒီထက်များများလုပ်ရှင်တော့ pro ဝယ်ရမှာပေါ့ ဲ့ကျွန်တော်တို့ဒါကိုအခု7ပုံလောက်လိုက်မယ်ပေါ့နော်ပြီးတော့ဒီအောက်မှာဥပမာရေးပေးထားတယ်ဆိုတော့ဥပမာတစ်ခုကိုကျွန်တော်ဆန်းကြည့်မယ်နော်ဒီအောက်ကဒီမှာဒီ from consort to talk leader ဆိုရဲဒီ sitman road map ဆိုရဲဥစားတော့နှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီအောက် generate outline ဆိုတော့နှိပ်လိုက်ပေါ့နော်โอเคအဲ့ဆိုဒီမှာဆိုရင်ကျွန်တော်တို့တွေ outline တွေကြလာမယ်ဒီ outline မှာမှကျွန်တော်မကြိုက်သေးရင်ပြင်လို့ရတယ်ဆိုတော့ပြင်တဲ့အခါမှာလည်းကျွန်တော်တို့ design တွေမှာ brief လောက်ပဲထည့်မှာလား medium ထည့်မှာလား details ထည့်မှာလားပေါ့နော်ဆိုတော့ကျွန်တော် design ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ data ကို brief ပဲထည့်မယ်ဒီပုံကလည်း AI image ပဲတုံးမယ်ပေါ့နော်ဒီမှာ stop photo တုံးလည်းရတယ်ကျွန်တော် work image တွေတုံးလည်းရတယ်ဆိုတော့ကျွန်တော်ဒါကို AI image ပဲထားမယ်ဆိုတော့ဒီမှာ image model ရွေးလို့ရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် Google ရဲ့ emerging 3ကိုရွေးထားတော့ဒီ Google AI နဲ့ပဲတော့လိုက်ပြီးရင် continue ပေါ့နော်နေလိုက်အဲဆိုဒီမှာဆိုရင်ကျွန်တော် team ဆွေးရမယ်ပို့ design ရဲ့ဆိုတော့ကျွန်တော်ဒီအနှစ်ယောက် team ဆိုရွေးပြီး generate လို့နှိပ်ပေးလိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင် to generate လုပ်နေပြီဆိုတော့ဒါဆိုရင်ပြီးသွားပြီပေါ့နော် generate လုပ်တာဒီမှာဒီမှာဆိုရင်တို့ပုံနဲ့စာနဲ့ဒီလိုမျိုး informative ဖြစ်တဲ့ design တွေထွက်လာမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒါ AI လို့ရွေးထားလို့ ပုံတိုင်းမပါတာဖြစ်နိုင်တယ်။ဒီ image source ကိုဒီ online ဟာကိုရွေးလိုက်ရင်တော့ပို့ပြီးတော့စုံနေပေါ့နော်။ဆိုတော့ဒီဟာကို save မယ်ဆိုရင်လည်းကျွန်တော်တို့ဒီပေါ်မှာဒီ export ဆိုတာရှိတယ်။ဒီ export ကိုနှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ export download မှာ pdf file နဲ့ဆွဲမှာလားဒီ png နဲ့လားဒီ google slide နဲ့လား powerpoint နဲ့လားဆိုရှိရပါတော့ဆိုတော့ဒီမှာ share to link တယ်ဆိုတော့ link တင်ကိုတစ်ခါရဲ share ရမျိုးရှိရပါတော့ဒီမှာဆိုကျွန်တော်ဒီ pdf file နဲ့ download ဆွဲလိုက်မယ်ပေါ့နော် ဆိုတော့ဒါဆို PDF file download ဆွဲနေပြီ Okay ဒါဆိုရင်ဒီမှာပုံနေရပြီပေါ့နော်ကျွန်တော်ဟို PNG နဲ့ထုတ်တဲ့လူတွေကတော့တပ်ပုံတွေနဲ့ရမှာပေါ့ဒါကျွန်တော်ကတော့ PDF file နဲ့ထုတ်လိုက်လို့ဆိုတော့ဒီအဖန်ကြီးကတော့ဒီလောက်ပဲအားလုံးဆုံးကြည့်ကြည့်ပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဟော